ဒီမျက်တည်းကနတ်ဘုံကလူပြည်ထက်ပိုပြီးတော့မြင့်မြတ်တယ်လို့ဆိုတာအောင်ရှင်ပြအဲ့တော့နတ်ဘုံမှာကိုသူတို့ကောင်းမှုကုသိုလ်တွေလုပ်ပြီးတော့နောက်တစ်ဆင့်အောင်တက်လှမ်းသွားနိုင်လားရှင်ပြသူကမြင့်မြတ်တယ်ဆိုတာဘာကိုပြောတာတော့အဆင်စိတ်ထားမြင့်မြတ်တာလားကိုချင်းတရားမြင့်မြတ်တာလားဒီလိုရှိသေးတယ်ရှင်ပါဘာပတ်စံရှိတဲ့လူနဲ့ပတ်စံမရှိတဲ့လူဘယ်လိုခွဲရမလဲပတ်စံရှိရင်မြင်မြတ်တယ်လို့ပြောမလားတင်ပါဗျာနော်ပတ်စံရှိတယ်ဒီလူကရက်တော့တယ် ဟိုလူကပဲဆံမရှိဘူးငါဘက်သီလလုံနေအဲ့ဒီရှုတော့ငါပြောရင်တော့ဘသူကမြင့်မြတ်တယ်ပြောမှာတော့သီလလုံတဲ့လူကမြင့်မြတ်တယ်လို့ပြောဟုတ်တယ်မဟုတ်လားအဲ့ရှုတော့မျိုးစုံရှိတယ်နတ်ကလူတဲ့မြင့်မြတ်တယ်ဆိုတာစိစိန်ဥစ္စာမှန်ပါဗျာမှန်ပါဗျာအစွမ်းတကူလူတဲ့အသက်ရှိတယ်မှန်ပါအဲ့ဒီဘက်ကမြင်မြတယ်ဒါပေမဲ့စိတ်ထားလူတွေမြင်တယ်လို့ပြောလို့မရဘူး။ဟောတို့လူပြည်မှာယဟန္တာတွေရှိတယ်လေ။သူတို့တဲ့အချင်းကောင်းတဲ့ပုံကိုယ်တွေခရီးတို့ဆိုတာလူပြည်မှာဖြစ်တာလေ။မှန်ပါဗျာ။ အဲ့တော့နတ်က လူတွေမြင်တယ်လို့ဆိုတဲ့အတိတ်ပဲကသူကကိုချင်းသီလာအဖြစ်မြင်ထားမဟုတ်ဘူးစီးစိမ်ဥစ္စာမြင်မာတာပါပါပါပတ်ဆက်ချွဲဝချမ်းသာတယ်ပုံမိမ့်မနေနဲ့နေရတယ်ဒီဟာဒါမြင်မြတ်တယ်လို့ပြောကိုချင်းသီလာနဲ့မဆိုင်ဘူးနော်လူတွေရဲ့ hierarchy ဆိုတဲ့အဆင့်မြင့်မှုကတော့ကိုချင်းသီလာနဲ့သွားတာပါပါပါအဲ့တော့နတ်တရားအဲ့လိုအချိန်ကြီးကောင်းမှနေရပြီးတော့ပို့ပြီးတော့ကောင်းပုံနဲ့အချိန်ကြီးကိုရောက်ဖို့သူတို့စူးစမ်းလေးရှိပါလားရှိ ရှားပါလေဘာကြောင့်တော့ဆိုရင်သူတို့ရရှိထားတဲ့စီစိမ့်တွေပေါ်မှာသူတို့မမောထားပြီးတော့တခဏကိုတသက်လို့သဘောထားပြီးတော့ပျော်ပါနေကြတာဟောသူတို့ပျော်ပါနေသည့်အတွက်ကြတော့ပြောရမယ်ဆိုရင်နတ်တွေအများစုကဘဝမေ့နေတဲ့ဟာတွေပဲဘဝမေ့နေသည့်အတွက်ကြောင့်နတ်ကသိလို့ရှိရင်တော့အပြန်ဆင်းတာတွေပဲများတယ်ကုသကောင်မှုဆက်လုပ်တဲ့ဆိုတာအရိယာနတ်မျိုးသားပဲတကယ်ကိုအရိယာသူတော်စင်ဖြစ်သွားမှသာမယ်သူအထက်ကိုဆက်တာတင်ပါဗျာ ကြံ့နေတမနတ်တွေကတော့အပျော်ကျူးပြီးတော့အစာအစာမစားနိုင်အစာအစာလွတ်သွားလို့တည်တဲ့နတ်တွေရှိတယ်။နော်အပျော်ကျူးပြီးတော့အစာလွတ်သွားလို့တည်တဲ့နတ်ကခိတ္တပရောတိကနတ်လို့ခေါ်တယ်။မနာလိုစိတ်တွေဖြစ်ပြီးတော့တုံးနဲ့တူဂုံတုအကုန်ပြိုင်လောက်ကြတယ်။ငါပိမှန်အသာတယ်ငါချမ်းရများတဲ့နဲ့ဂုံတုအကုန်ပြိုင်လောက်ပြီးတော့တယောက်နဲ့တယောက်မနာလိုစိတ်တွေများပြီးတော့ဒေါသတွေဖြစ်ပြီး တည်တဲ့နတ်ကြတော့မနောဘရောတိကနတ်လို့ခေါ်တယ်။နတ်ဆိုတိုင်းသူကအစင်းမြင်တာမဟုတ်ဘူး။ကောင်းတဲ့လူတိအတွက်ကြောင့်သူကလူတွေလိုပေါ့။ကံကောင်းလို့တထေသာဖြစ်သွားပြီးတော့ပစ္စံတွေကိုရေးလို့သုံးတယ်ဆိုတာမျိုးဖြစ်သွား။မှန်ပါဗျာ။နတ်တွေထဲမှာယဟန္တာနတ်ညောဖြစ်နိုင်လားရှင်ဗျာ။ယဟန္တာနတ်ကတော့ကာမဘုံမှာသူကကြာရှိမနေတော့ယဟန္တာဖြစ်သွားရင်စိတ်ညစ်ရမရှိသည့်အတွက်ကြောင့်နတ်ပြည်မှာယဟန္တာအကြာရှိမရှိဘူး။ ခန္ဓာဖြစ်ပြီးရင်ပြိဋိဘံဆံညာတာများတယ်။ပြမပြီမှာတော့ရှိနေတယ်။